ဒီတစ်ခေါက်မှာတော့ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း Facebook page name ချင်းနေရ Page Admin ခန့်နေရ Page Quality စနေရ Page Recommending ကောင်းမကောင်းစနေကိုနေရာတစ်ခုထဲမှာလေးခုလုံးလုပ်လို့ရမယ်။အားလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။အရင်ဦးသားကျွန်တော်တို့က Facebook page တဲ့ကိုဝင်လိုက်ပါ Facebook page တဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဟာဒီပုံမှာရှိတဲ့စတင်လေးကိုနှိပ်လိုက်ပါခင်ဗျာ။ဒီပါနော်ဆက်သွားပုံလေးကိုနှိပ်လိုက်ပါခင်ဗျာ။ ဲ့ဒီကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကအောက်နားကိုနည်းနည်းသွားပြလိုက်ပါအဲ့မှာ page status ဆိုတဲ့ဟာလေးကိုရှိတယ်ခင်ဗျအဲ့ဒါလေးကိုတစ်ချက်ထပ်လေးပြလိုက်ပါအဲ့မှာဆိုရင်ကျွန်တော်တို့ဟာအပေါ်ဆုံးမှာ page name change တဲ့ change တဲ့ဟာလေးကိုပြပါပါအဲ့ဒါလေးကိုနှိပ်လိုက်ပါခင်ဗျအဲ့မှာကျွန်တော်ဟာအဲကို change မနံပါတ်လေးကိုဖြည့်ပြလိုက်ပါခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့က review change ဆိုတဲ့ဥစ္စာလေးကိုပြန်တော့လေးကိုနှိပ်ပြလိုက်ပါခင်ဗျ။အင်းအဲ့ဒါဆိုရင်ပြန်ရအောင် ပြောင်းရွှေ့ခါလေးကိုပဲထပ်နေပြပါခင်ဗျာအဖိုင်တူဟာအဲကျွန်တော်တို့ Facebook ထဲမှာချိန်ထားတဲ့မေးလ်ကိုကုတ်ချပြပါဖြစ်ပါခင်ဗျာအဲ့တော့ကုတ်ကုတ်ချက်ကြည့်လိုက်အောင်ပါအဲဒီမှာကုတ်ချပြပါလိုက်ခင်ဗျာအကုတ်လေးကို copy ယူပြီးတော့ဒီမှာချက်ပြလိုက်ပါခင်ဗျာအဲ့ဆိုတော့ကျွန်တော်ရှင်းပါပြီเนาะဒီမှာ အဲ့ဆိုရင်တော့ကျွန်တော်တို့ဟာ Facebook page နိုင်ချင်းတာလေးပြီးတော့ပါခင်ဗျအဲ့နောက်တစ်ခုကကျွန်တော်တို့ဟာခုနနေရပဲခုနနေရမှာပဲအဲဒီမှာ pit access ဆိုတဲ့ဟာလေးရှိတယ်ဗျာတော့ပုံစံလေးနဲ့အားလေးကို channel လိုက်ပါခင်ဗျအဲ့မှာကျွန်တော်တို့ဟာ add new ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျပြီးရင်ကျွန်တော်တို့က next ဆိုတဲ့တန်ရောင်လေးကိုထပ်နှိပ်ပေးလိုက်ပါခင်ဗျအဲ့မှာကျွန်တော်တို့ဟာကျွန်တော်တို့ admin ခတ်ချင်တဲ့အကောင့်ရဲ့ဒီ mail ပဲဖြစ်ဖြစ်နံပါတ်ပဲဖြစ်ဖြစ်တခြားတော့နှိပ်ရှာလိုက်ပါခင်ဗျ အဲကျွန်တော်ဒီဟာလေးကိုအဲ့ဒီခံပါပေါ့နော်အဲ့မှာကျွန်တော်တို့ဟာဒီဒီဒီ all of the person to also have full control ဆိုတဲ့ဟာလေးကိုဖွင့်ထားရင်ပိုကောင်းတယ်ခင်ဗျမဖွင့်လည်းရပါတယ်ခင်ဗျဖွင့်ထားရင်တော့အော်ကောင်းဆုံးပေါ့ဗျာအဲ့မှာကျွန်တော်တို့ဟာဖွင့်လိုက်ပါမယ်ပြီးရင် guest access ဆိုတဲ့ဟာလေးကိုလိမ့်လိုက်ပါခင်ဗျအဲ့မှာ password ဖြတ်ရမှာဖြစ်ပါတယ်ဒီလုပ်ငန်းကိုလှုပ်ဆောင်မယ်မူလအဒမီရဲ့အကောင့်ရဲ့ password ကိုရက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျ ကျွန်တော်ကတော့အစမ်းလုပ်ပြတာဖြစ်တဲ့အတွက်ကျွန်တော်ဟာမထက်တော့ပါဘူးပြီးလို့ရှိရင် confirm ဆိုတဲ့ဟာလေးကိုပထမထက်ပြီးတော့ confirm ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီးဆိုရင်ဒီမှာတော့အစိမ်းအောင်လေးဖြစ်သွားပြီဆိုရင် admin ခတ်ပြီးသားဖြစ်သွားပါပြီခင်ဗျာကဲပါအဆိုရင်နောက်တစ်ခုကကျွန်တော်တို့ pick quality စစ်မယ်ပေါ့ pick quality ဆိုတာဒီမှာ pick set ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့မှာကျွန်တော်တို့ဟာဒီမှာ pick ရဲ့အဲ pick has no issue ပေါ့နော်ဘာမှမညှိထားဘူးပေါ့နော် ဒီမှာ no violation ဘာဘာမှမညှိထားဘူးပေါ့နော်အဲ့မှာဒီနေရာမှာ manage admin ဆိုတဲ့နေရာလေးမှာလည်း admin ခန့်လို့ရပါတယ်ခင်ဗျအတူတူပဲနော်နောက်တစ်ခုကနောက်ဆုံးတစ်ခုက pay recommendation ကောင်းမကောင်းစနေလေးပါခင်ဗျဒီမှာတိုင်းကပို့လို့ ਨੇ အဲ့လေးကိုတစ်ချက်နေပေးလိုက်ပါခင်ဗျအဲ့အဲ့မှာဒီမှာ pay recommendation အစိမ်းရောက်နေတယ်ဆိုတာဒါကောင်းတယ်ပေါ့နော် not ဒီ pay not recommendation ဆိုရင်တော့မကောင်းဘူးခင်ဗျအဲ့လိုဆိုရင်တော့ခုခုအဲ့ recommendation မကောင်းဘူးဗျာအယူခံဝင်ရမယ်ဖြည့်ရှင်းရမယ်ဗျာဟုတ်ကဲ့ပါအားလုံးလည်းကျွန်တော်ရောက်ဝင်မှုကဘ ഹു တုတအတိတုတတစုံတရာရရှိသွားလိမ့်မယ်လို့လည်းအပြည့်အဝယုံကြည်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင်လည်း subscribe follow like comment share လေးနှိပ်ထားပေးဖို့လည်းပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ